2025ခုနှစ်မေလ15ရက်ကြာရိပ်နဲ့ဆောဆောနှုတ်ကရဏီဖျားခင်တာတက်ရောက်လာတဲ့ကျွန်တော်တို့သင်မခန်းစားပြီးတိတကလာသွားလာခြင်းလည်းမဲ့ခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖျော်ရှင်တွေမှာပုံကြည်ပါစေပေါ့ကားလက်ချုံရှိဥစွာရွေးနှောမှုဆိုနှစ်ဆနေဒီငွေပါဝင်ကျွန်တော်ကျမတယောက်ချစ်စီတက်ရှင်ခဲ့ရပေါင်းပါ135ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုယ်ကတည်းက135ရက်မှာဘလို့အသုံးပြုခဲ့လဲဒီနေ့တူအကျိုးရှိအသုံးပြုခဲ့လားကားလက်ချုံကောင်းဆိုရွေးနှုတ်ခဲ့ရလားစဉ်းစားရအောင်မနက်ဖြန်နေပြီးတော့နှစ်ကုန်ဒီချန်ရှိသေးတာတော့ 230တိတိကျန်ပါသေးတယ်။ရပ်ပေါင်း230မှာလဲကာလာချွန်အကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လုံကရှေးဥစွာတိုက်တောင်းနှုတ်ဆော်ပါရစေ။ဒီနေ့ My Blessed Morning အစီအစဉ်အဓိကခြေပြုမဲ့ကျမ်းစာတော့ရှင်မောကခရဝင်ခန်းကြီး6အပိုက်ငယ်30ခွန်အပိုက်ငယ်38ဖြစ်ပါတယ်။အမှလိုအပ်တဲ့ချက်လေးတွေကြော်ရွေးနှုတ်ပြီးဖတ်သွားခြင်းပါတယ်။ကိုတော်ကသူတို့စားစရာပို့တင်တို့ ပေးကြတော်ဟုပြန်ပြောတော်မူ၏။38ကိုတော်ကလည်း သင်တို့၌မုတ်ဘနှလုံးရှိသည်နိပွား၍ကြည့်ရှုကြဟုမိန့်တော်မူသည့်အတိုင်းသူတို့သည်သိပြီးမှမုတ်ငါးလုံးနှင့်ငါးနှစ်ကောင် ရှိပါသည်ဟုပြောပြန်၏ကြောင်ရင်ဟုတ်ကတော့တရှင်စကားတော်ဖြစ်တိုင်းကြောင့်တော်မှဖျားခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစီသောအာမင်မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ဖြစ်ပျက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီဖြစ်ပျက်ကခရစ်ဝင်၄ချမ်းလုံးမှာပါတယ်မဿဲမှာဆိုဆက်လေးအခုကျွန်တော်မာကုမှာဆိုရင်6လူကာမှာဆိုရင်ခန်းကြီး9ရှင်ဟောမှာဆိုရင်ခန်းကြီး6 ဒါခဏခဏခရုံလေးကဖတ်တဲ့အခါမှာဒီဖြစ်ဖြစ်ကိုကျွန်တော်များလမ်းဝင်ခါလေးရှိပါတယ်။အော်ဒီနေ့ဝင်ခါကျင်လာတဲ့ဘာလို့ဆိုရင်အရှင်ကခလေးတွေနဲ့အမျိုးသမီးတွေမပါဘဲနဲ့ယောက်ျားကြီးပဲ9000လောက်ရှိတဲ့ပိတ်သက်ကြီးကိုတပည့်တော်တွေကို မုတ်ပေးစေခြင်းနဲ့အရှင်ကပေးစေခြင်းနဲ့အရှင်ကယူပါလို့ပြောတာမဟုတ်ဘူးနော်ပေးစေခြင်းနဲ့နားရှိတော်သူတွေကကြားပါစေဒီနေ့ရှင်က သူသားရရတာထက်ကိုကပေးဖို့စိတ်ဝင်စားဖို့အရှင်အသွန်သိနေတာပါတပည့်တော်တွေကိုပေးစေခြင်း ਨੇ အဲ့တော့ဒုတိယချက်ကပါတယ်သူတို့မှာရှိတာကို ကြည့်ရှုပြီးတော့သိစေခြင်း ਨੇ ပထမချက်သူတို့ပေးစေခြင်း ਨੇ ဒီလိုကျွန်တော်တွေ့လဲပေါင်းချင်မှာလိုအပ်ချက်ရှိတဲ့သူတွေ love the needy ဟာလားလိုအပ်ချက်ရှိကောင်မေတ္တာထားပါဆိုအစီအစဉ်နဲ့ကျွန်တော်တင်တော့လောက်ရရေချက်ထားပါပဲဘာလို့တာလဲလိုအပ်ချက်ရှိတဲ့သူတွေမေတ္တာပြဖို့ပေးဖို့ပေါ့ သူတို့မှဘာရှိသလဲတပီတော်တွေကတော့ဟလာဒီလူတွေစားဖို့အတွက်တော့ကျွန်တော်သွားပြီးဒေနာရီအပြား200နဲ့မုတ်ကိုဝယ်ပြီးစားစရာပေးရပါလားလို့ပြောနေတာမဟုတ်ဘူးရှိတဲ့ရာပေးပါလို့ပြောတာဟာလေလုယာကြောက်ဒီအမှုရာတွေပေါ့နှစ်ချက်ကျွန်တော်စဉ်းစားဖို့လိုတယ်တပီတော်များကိုပေးစေခြင်း ਨੇ ဒီနေ့ကျွန်တော်တို့လည်းရယူလာတဲ့ပေးစေခြင်း ਨੇ ရယူခြင်းသည်လောက်မမြောက်ပေးကမ်းခြင်းသည်ရယူခြင်းတဲ့ ပို့ရမြတ်တယ်။နားရှိတော်သူတွေကကြားပါစေ။ဒုတိယချက်ကပါလဲမိမိမှာရှိတာကိုဘာရှိလဲဆိုသိစေချင်တာ။ Use what you have ။ကိုယ်မှာရှိတာဟာပဲအသုံးပြုဖို့ဖြစ်တယ်။အော်ဒါကြောင့်ကျွန်တော်တို့ပေးဖို့စဉ်းစားရှိရမယ်။ဟုတ်တယ်နော်။ပြီးရင်ကိုယ်မှာဘာရှိလဲဆိုသိဖို့လိုတယ်။ကျန်တဲ့လောကတော့အရှင်လုပ်သွားမှာပါ။ထိုရှင်နာမဘုံကြီးပါသည်။မုံငါလို့နဲ့ငါးနှစ်ကောင်အဖြစ်ပြားဖြစ်ဘလို့ပွားများသွားလို့တော့မပြောတတ်ဘူး။ ဒါမဲ့အရှင်ကသူ့လက်ထုပ်ထည့်လာတဲ့မုံငါးလွင်ငါးကောင်ဖဲ့ပြီးတော့အကောင်းကင်ကိုကြည့်မျောလဲကြီးစွာချီးမွမ်းတယ်အင်္ဂလမှာတော့ bless ကောင်းကြီးပေးတယ်ပေါ့လေအဲ့ဒါနဲ့ပွားများသွားဘယ်ရှင်ပွားများသလဲကျွန်တော်မသိဘူးကျမ်းစာလည်းမပြောတော့ကျွန်တော်လည်းမပြောတတ်ဘူးမသေးကြတဲ့ခုကတော့ကလေးတွေနဲ့အမျိုးသမီးတွေမှာပါပဲယောက်ျားကြီးပဲ9000ဝါပြောစွာနဲ့စားယုံတာမက12000အပြစ်အကျိုးပဲတွေပါ ရှိနေတယ်ဒါသေးကြတယ်ဝါသွားပြီဆိုတာဒါသေးကြတယ် အဲ့တော့ဒီအမှုရာနေကိုတတတဲ့စဉ်းစားအောင်ကျတို့ဘေးပေါအောင်ခြင်းမှာကျောင်းနိုင်ငံအခြေအနေရစစ်မဲ့ဘေးဒဏ်နေဟုတ်လားငလင်ဘေးဒဏ်နေနော်မြောက်များစွာတွေ့အတိတ်ဒုက္ခဆင်းရဲရောက်နေတာဒီမှာကျတို့ဘာလုပ်ဖို့လိုလဲပေးဖို့စိတ်ဝင်စားရအောင်ရောက်တဲ့မှာဖျားရှင်ကောင်းကြည့်ပေးပါစေပြီးရင်ကို့မှာရှိတဲ့ဟာကိုလည်းသိရအောင်ဘာရှိလဲဒီရှိတဲ့ဟာလေးကိုအသုံးပြုအောင်အဲ့ဆိုရင်ခုနကကျတို့ပြောတဲ့ကျန်တာတွေဖျားခင်အရှင်ဖျားလောက်သွားလိမ့်မယ်ထိုးရှင်တာပါပုံကြည့်ပါစေ ကျောင်းရည်နှုတ်ပတ်တော်နဲ့ဝင်ခချာဖြင့်ရောက်တော်ဖျားသိင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့ပြည်တော်ရှင်ဖပါမုံငါလွန်ငါးနှစ်ကောင်ဖြစ်ဖြစ်ကိုထပ်မံပြီးစဉ်းစားရပါပါတယ်ကိုတော်ဟာသားတို့မှာရှိတဲ့ຢာတွေကိုသိဖို့ရှိတဲ့ຢာနဲ့ပြန်ပေးဖို့ပဲလိုအပ်တယ်ဆိုတော့ဖော်ပြပါတယ်ကျန်တဲ့လူကတော့ကိုရရလို့ပဲဖြစ်ပါတယ်ကျော်ဒီနေ့သားတို့လည်းပေါင်းကြမှာရှိတဲ့လိုအပ်ချက်ရှိတဲ့သူတွေမြေတားထားရဲ့စီစဉ်မှာဖြစ်ဖြစ်ဖပါဒီပြီးခဲ့တဲ့မတ်လ28လောက်ကလှုပ်ခဲ့တဲ့ စကိုင်းလင်ကြီးကြောင့်ပဲဖြစ်ဖြစ်အတ္တိဒုက္ခဆင်းရဲရောက်နေသူတွေပေါ်မှာသားတို့ပြေဖို့စိတ်ကစားဖို့ပြီးရင်သားတို့မှာရှိတာဘာလဲဆိုတော့သိပြီးတော့သူတို့လက်ဆင့်ကမ်းပေးနိုင်ဖို့လို့ငါဆက်လက်ပြီးသားတို့တက်တာသိဖို့မှာအလင်ပြင်းချင်းပဲ့ပြင်းချင်းကောင်းချင်းမင်္ဂလာများနဲ့တောင်းလောင်းပြီးတော့ပို့ဆောင်ပါမိကြောင်းဖတ်မြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာမ၌ကျေးဇော်ချီးမွမ်းပြီးအနှံ့ကြပါရပါဖခင်သခင်အာမင်ပြေဖို့စိတ်ဝင်စားရအောင်ကိုယ်မှာရှိတာကိုသိရအောင်ရှိတဲ့ရအောင်အသုံးပြုအောင် ကျန်တော့အရှင်ဖုရားရဲ့လှုပ်ဆောင်သွားမယ့်အရာဖြစ်ပါတယ်ထိုရှင်နာမပုံကြည်ပါစေ။အော်ဒီဝင်ငါချက်ကကျွန်တော်တို့အသက်သာသူအရေးကြီးတဲ့ဝင်ငါချက်ဖြစ်တဲ့ကြောင့်ကျွန်တော်အများအားတောင်းဆိုတဲ့အတိုင်း public မှာ share လို့ရှာပြန်အခုလောက်များမှာပေါင်ဝေးပေါင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်။နောက်ကျွန်တော်ဒီ season နေနဲ့ပတ်သက်ကြီးညာမယ်ဆိုရင်မနေ့6ရက်မှာ bilingual english လို့နဲ့မြန်မာလို့ကျွန်တော် quiet time ပေါ့နော်။အဲ့ဒါကိုဖတ်ရှုဖို့ဖြစ်ပါတယ်။အခုမနေ့9ရက်မှာ my blessed morning season အော်နောက်ပြီးတော့ဟာလား တခင်ပြားနေ့တင်းလင်းလူနေ့ဆိုလို့ရှိရင်မနက်7:00နာရီမှာမိနစ်40နီးပါးလောက် my blessed son sunday sermon နောက်ပြီးတော့တရ7ရက်ဟလာ21ရက်မှာဘာဘာရှိလဲဆိုရင်မိဘများတမတရားစီစဉ်ရှိပါတယ်။နောက်ဒီစီစဉ်လေးကိုဟိုကျွန်တော်ဒီ YouTube မှာလည်းရှိပါတယ်လို့နောက်ပါစေဒီမြန်မာနိုင်ငံမှာရှိတဲ့တချို့ဒေသတွေမှာတော့ VPN ခံသုံးဖို့တဲ့ဆင်ပြေခါ YouTube မှာကြည့်ပြီးကြပါကျွန်တော် YouTube channel လေး like and subscribe လုပ်ထားပေးပါဦးလို့ကြော်တောင်းဆိုလိုပါတယ် ရောက်တဲ့ဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်